တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့ပူပိုင်းမုန်တိုင်းမတ်မှုအရှင်ကြောင့်တိုင်းနယ်ပြည်နယ်တွေမှာမိုးကြီးပြီးလာမယ့်နှစ်ရက်အတွင်းမြဝကျွန်းမော်ဒေသတွေမှာမိုးထစ်ချုံရွာမယ်လို့စစ်ကော်မရှင်လောက်ရှိမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမိုးစလစီကသိရပါတယ်။အဆိုပါမုန်တိုင်းဟာတောင်တရုတ်ပင်လယ်အနောက်နောက်မြောက်ဘက်ကိုရွေ့ရှားနိုင်ပြီးလာမယ့်၁၂နှစ်အတွင်းတိုင်ဖုန်းမုန်တိုင်းမတ်မှုအဖြစ်ပုံမှုအားကောင်းလာမယ်လို့ခန့်မှန်းထားတယ်လို့မိုးစလကအောက်တိုဘာလ၄ရက်နေ့မှာထုတ်ပြန်ပါတယ် မန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနေပြည်တော်စကိုင်းတိုင်းထက်ပိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့ရဲ့နေရာချို့မှာမိုးထစ်ကြောင်ရွာမယ်လို့သိရပါတယ်။ပဲခူးတိုင်းကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းပါဝင်ကြံတိုင်းဒေသတွေနဲ့ပြည်နယ်တွေမှာတော့နေရာအနှံ့ပြားမိုးထစ်ကြောင်ရွာနိုင်ပြီးကချင်ပြည်နယ်မှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့မိုးစလရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ပဲခူးတိုင်းတနင်္သာရီတိုင်းနဲ့ကချင်ပြည်နယ်တို့မှာမိုးတိမ်ထောင်တွေဖြစ်ထွန်းမှုအားကောင်းနေပြီးအဆိုပါမိုးတိမ်ထောင်တွေရွေးရှားရနေရာတခြားမှာမိုးရွာသွန်းလာတဲ့အတူလေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့သိရပါဗျ။